ယ်မင်္ဂလာပါကျွန်တော်တို့ CDS ကွန်ပျူတာနဲ့ပြန်လည်ကြိုဆိုပါရစေဟုတ်ကျွန်တော်တို့ရေကောက်သင်ခန်းစာမှာ function တွေကြောင်း Python ရဲ့ function တွေ create လုပ်မယ် define လုပ်မယ်ပြန်ပြီးတော့သုံး Python ရဲ့ function တွေ return ပြန်မယ် argument ထည့်မယ် parameter ထည့်မယ်အကုန်သင်ခဲ့ဒီခေါက်ကျွန်တော်တို့ဘာအောင်သွားမလဲဆိုရင် program flow တွေကိုသွားကဲဒီလိုရင်တဲပြောမယ်ဆိုတော့ if ပါပဲ if clause တွေဟုတ်လား if statement တွေကိုသွားမယ် if statement เนี่ยဘယ်လိုလုပ်တာလဲကျွန်တော်တို့အင်္ဂလိပ် grammar ဆိုလို့လဲ if rainy အမိုးရွာတယ်ဆိုရင်ဘာလုပ်မလဲအမိုးရွာရင်ထိပြီးတော့မိုးမရွာရင်ထိပြီးတော့အဲ program ရဲ့အခြေအနေလုံဆောင်မှု condition ဒါတွေကို condition statement လို့လည်းခေါ်တယ် branch statement လို့လည်း branch ဆိုတာ branch ဆိုတော့ခွဲထွက်တာ program line ရ if ဘာနဲ့ဘာနဲ့ညင်ဘာလုပ်မလဲမညင်ဘာမှမလုပ်ဘူး program ရဲ့သွားနေတဲ့ flow ရဘာဖြစ်သွားရောခွဲထွက်ကုန်ဟုတ်လားကျွန်တော်တို့မှာဈေးတိုင်းတစ်ခုခုဝယ်တယ်ဆိုလေ if လမ်းဆောင်ရောက်ရင်ဘယ်ချိုးမလဲအော် if လမ်းဆောင်ရောက်ခဲ့ပြီရှိတော့ if ဘယ်ချိုးရမလဲဆိုဘယ်ချိုးမလဲညချိုးရမလဲညချိုးပဲအဲ့ဒီပုံစံ ဟုတ်ကဲ့ကျွန်တော်တို့မီးပွားကိုကြည့် if မီးစိမ်းရင်မလုပ်မလဲပွားမယ် if မီးနေရင်မလုပ်မလဲရက်မယ် if မီးပွားရင်လည်းချိန်တက်မယ်ဟုတ်ကဲ့ဒါပဲဒါစီကျွန်တော်တို့ program flow ကြီး program မှာတွားနေတဲ့ကားရဲ့ကားဟာမီးနေရင်မလုပ်ရအောင်ရက်သွားမယ်မီးပွားတယ်ဆိုတော့အဲသူ့မီးမီးပွားရင်သူ့မလုပ်ရအောင် language တွေခိုင်းခုလဲလို့ဒီ if statement က python programming language ကိုတုံးပြပြီးတော့ computer မှာလုပ်မှလည်းစိတ်ခိုင်းပါဟုတ်လား every programming language programming language တိုင်းမှာလည်းဒီ if အမြဲတမ်းပါတယ် မပါလို့ဖြစ်တာသဘောတရားလဲအတူတူပဲဘာလေးပဲမတူတာလဲဆိုရင်စင်တက်ရေးသားပုံရေးသားနည်းလေးပဲမတူပါโอเคကဲပြောလေးတွေရှော့ပြီးအလုပ်လေးနဲ့သက်သက်ပြမယ်အိုင်ဒီယာလေးအားရလေးဖွင့်မယ်ကျွန်တော်ဒီတကားတော့အစားဆုံးနေပဲလို့တော့မယ်။ဟာနောက်က line လို့တဲ့ beginner တွေလက်စလက်နာတက်သွားအောင်လို့နော်။ညတော့ကျွန်တော်ဟာဒီ code တွေကိုရတယ် file နဲ့ပဲသွားမယ် file ရေးဖိုင်။ဒီပိုင်းကိုတော့စေးမယ်။ဟုတ်လား။ file နဲ့ idea လေးကိုဒါအခြေခံ ID လေးကိုသုံးတော့အောင်လို့တာ download လာကိုထားမယ့်နေရာသွားနော်ကိုထားမယ့်နေရာသွား။ download လေးသွားလုပ် okay ကိုယ်က basis sorry program basis python ဟောပြရတဲ့မှာကျွန်တော်ကအားလုပ်ပြလိုက်မယ်ဗျာ if test ပေါ့ဗျာဟုတ်နော် if test dot py သွားမလုပ်နဲ့ if test အော် if statement တွေကိုကျွန်တော်ပြအောင် okay ကြည့်မယ် okay if ကဘယ်လိုသုံးတာလဲ okay if ဟာ condition တွေအခြေအနေတွေကျွန်တော်တို့ logic တွေစစ်တော့မှာဖြစ်တဲ့အတွက်စစ်တာခါခြုံလိုက်မလား စစ်တုံးမှာဖြစ်တဲ့အတွက်ကျွန်တော်ဘာတွေလိုလာရလဲဆိုရင်ရှင်းမှသင်ခဲ့တဲ့ operator တွေက relational operator တွေအတွင်းနေလို့ relational operator ဆိုတာခုနားထောင်နေရတယ်လေမှတ်မိမလို့ဒီစားပဲ equal equal နော်တပည့် equal ပြောနော် equal equal ညီလားမညီလား less than equal greater than equal not equal မညီဘူးလားအတော့ကအန် or not ဟုတ်ကဲ့ကဲစားလိုက်ကြရအောင်ပြောနေကြတယ်ပြီးကျွန်တော် import method လေးနဲ့တော့ import method ကိုအမရခင် mark mark ဆိုပြီးကျွန်တော်နာမည်ပေးမယ် very very နေနော်ကိုကြတဲ့နာမည်ပဲတင်းတင်းနဲ့နေမှာပဲလာရောညီထွေးတဲ့နာမည်ကိုပေးသွားလေးခေါ်နေတဲ့ကောင်သူဆက်ဖြဲဟလား okay မလားသွားနေသူလာရောညီထွေးတဲ့နာမည်ကိုပဲကြည့်မယ် max ဆိုပြီးကျွန်တော် import နဲ့ယူမယ်ယူရဲ import ဒီကျွန်တော်တို့ကကနန်းယူပါယူတာကိုလိုသလိုစစ်လို့ရတယ်နော်ဒါလောလောဆယ်တော့ကျွန်တော် put import ဆိုတဲ့ built in function လောလောသုံးမယ်အမ် e sorry အကြီးနေ ent ya enter အဲ student mac ပေါ့ဗျအမရကေ mac အမတ်ပေါ့ဗျအမတ်ပေါ့ကျွန်တော်ဟိုရမှတ်လေးပေါ့ဗျာရမှတ်လေးတစ်ခုခုစစ်မယ်ဟိုဟိုတပည့်ခိုးက condition ဒါ condition တော့သွားမလို့နဲ့နော် okay ဟုတ်နော်ဒီ input function ဒီရှေ့မှာပြောပြီးသားဘာလို့ကိုလုံးမှာလဲကိုရိုက်လိုက်တဲ့ဒီစာသားလေးကိုလည်း print ပြန်ပြမယ်ပြန်ပြပြီးတော့ keyboard ကရိုက်လိုက်တဲ့ဟာလေးကိုလည်းသူဘာလို့ပြင်ပါလဲ max ဆိုတဲ့ variable လေးကို return ပြန်ပြီးတော့တင်ပေးမယ် variable လေးကိုတင်ပေးတာမဟုတ်ဘူး မက်ကီးဘုတ်ကရလိုက်တဲ့ဟာကိုသူ return ပြန်ပေးမယ်ပြန်ပေးမဲ့တန်ဖိုးကိုကျွန်တော်တို့ကမက်ဆိုတဲ့ဟာနဲ့ကျွန်တော်တို့သိမ်းပြီးတော့ယူလိုက် okay ကဲအခုကျွန်တော် if ကိုစတော့မယ် if မှာကျွန်တော်တို့ဒီမှာကြည့်ဒါမသုံးခင်လေတော့ရှာတာဒီနစတော့စပြီးတော့ပြမယ် if မှာ၃မျိုးရှိတယ် if gt then ဖြစ်မယ် if passive ဖြစ်မယ် is being ens fs ဟုတ်လား sa ရဲ့ sa ens s and သုံးမျိုးရှိမယ်ရေးသားပုံရေးသားလေးသုံးမျိုးရှိပထမဆုံးတစ်မျိုးအရင်ကြည့်မယ်အရင်ဆုံးရေးသားပုံစင်တက်လေးကိုတစ်ချက်ကြည့်မယ် if keyword ကိုသုံးမယ် ပမာတစ်ချက်ပါလုံး if keyword နောက်ထပ်တစ်ခု test expression ဆိုတာကိုလုံးမဲ့ expression ကိုကဘာကိုစစ်မှာလဲ background ကိုစစ်မှာလဲဟုတ်လားဒီဒီကျွန်တော်အခု select ပေးထားတဲ့နားဒီဘာ if နောက်ကဟာဒီဘာတန်ဖိုးပဲဖြစ်ရတာ boolean တန်ဖိုးပဲထွက်တယ်ဘယ် method သုံးလို့ boolean ပြန်တဲ့ return method သုံးလို့ဘာနေနေဟုတ်လား return ပြန်တဲ့ method ကလာလာကိုကကိုထိုင်စစ်စစ်ဒီတန်ဖိုးဒီဘာ truth or false မှန်လားမမှန်လားသူလိုက်နောက်ခုပဲစစ်ဘလိုနည်းနဲ့လာစုစု truth or false နောက်ဆုံးပဲကြည့်ဟုတ်လား truth or false ဒီတော့ရှင်းမှာပြောခဲ့သလို အခြေအနေတစ်ခုကျွန်တော်တို့ ADN နဲ့လည်းဥမာပေးခဲ့တယ်ကိုယ်စမှလည်းအကောင့်ထဲမှာလည်းပတ်စံရှိရမယ် ADN နဲ့မှာလည်းပတ်စံရှိမှာဖြစ်တဲ့အတွက်အဲ့ဒီလုံဆောင်လုံဆောင်ချက်တစ်ခုကစုံပြီးဆိုမှအဲ့နှစ်ခုညီးပြီးဆိုမှကျွန်တော်တို့က ADN နဲ့ပါထွက်လာတာပတ်စံထွက်လာဟောနောက်တစ် condition ၃ခုထားတာကိုယ်စမှလည်းပတ်စံရှိရမယ် ADN နဲ့မှာလည်းပတ်စံရှိရမယ်ပြီးတော့သူတတ်မှတ်ထားတဲ့တခါတော့3000 3သိန်းဆိုတဲ့ဟာလည်းဖြစ်နေရမယ်ဟုတ်လားကဲကိုကအဲ့ဟာကိုမသွားပြီးတော့တခါတော့4သိန်း3သိန်း1000သွားလို့လေထွက်အောင်မလားမထွက်တော့ condition ဘယ်နှချက်တော့ညီးနေရမှာ ပုံချက်ညီညာဟောတိုးလာ။ Okay အဲ့လိုကြိုက်တယ်လို့ condition ချိနေတယ်တစ်မျိုးနှမျိုးသုံးမျိုးကြိုက်တယ်လို့ဆက်လို့ရတယ်။ပြီးရင်ကျွန်တော်တို့ပိုင်သွင်းရဲ့အထာအတိုင်းဘာလေးနဲ့သွားလဲဆိုရင် full column နဲ့သွားတယ်။အရေးကြီးတဲ့ချက်သုံးချက် if d1 ပြီးရင်ကျွန်တော်တို့ full column ဒီကြားတဲ့ဒီ condition statement condition statement ကိုကျွန်တော်တို့ဘယ်လိုရေးမလဲကြားမယ်။ဟုတ်လား။ပြီးရင်ကျွန်တော်တို့ပိုင်သွင်းဒီ intonation နဲ့ကန့်သတ်တာဖြစ်တဲ့အတွက်ဒီ if ကနေစပြီးချပြရမယ်။ block space bar ချချ တက်ချာချာစပေးပါဆိုလဲစပေးပါတစ်ခုစပေးပါနှစ်ခုဆိုလဲနှစ်ခုမြင်တက်လေးနဲ့တော့ကြည့်လာတာပေါ့ဗျာဟုတ်လားအဲ့ဒါဟိုကြာကျွန်တော်တို့ဘလို့လေ့လာမလဲဆိုရင်သူ့ရဲ့ so called so called ဆိုတာသူ့ရဲ့ official documentation တွေ official API တွေရှိရလေ့လာကြည့်အမှား print function ဘလို့ရေးထားတယ်သွားလေ့လာကြည့်ဟာ print function ကဒီလိုဟာဒီလိုဟာဟာဒီကနေထည့်လိုက်သူရေးတာမို့ရေးတာနေကိုကြည့်ခိုင်းတာနော်ဟာသူ variable name လေးလို့ဘလို့ပေးတာဟာဟာသူက function name လေးတွေဆိုဘလို့ပေးတာဟာဘယ်လိုလုပ်တယ်ဆိုသူဘလို့ပေးတာဟာဆိုကျွန်တော်တို့ကလေ့လာဟုတ်ကဲ့ကဲပြောနေကြကြည့်မယ်ဒါဆို if ရေးတာမို့လေးတီးပြီနော် ဒီနောက်ကဒီကိုလုံးမဲ့ statement တွေခိုင်းမဲ့ test တွေလုပ်ငန်းဆောင်တာကြီးသလောက်ထဲအကြောင်းတရားထဲတဲ့အကြောင်းတစ်ထောင်ထဲတဲ့အတူတူပဲရှေ့မှာပြောကြတဲ့ function တော့လည်းအတူတူပဲဟုတ်လား okay ကြည့်မယ်ကဲကျွန်တော်တို့ကလောဆောင်ကြံနေね sorry ဟုတ်ပြီဟုတ်ပြီကြည့်မယ်ဒါ max ဆိုတဲ့ variable လေးတစ်ခု ကြောင်းညာလဲကြောင်းညာပြီးတော့ကျွန်တော်စစ်မယ်ဘာမှမလုပ် if ဟုတ်ပြီလား if max ဟောအဒီ variable တွေကိုဝင်လာမယ်တန်ဖိုးလေးရ greater than အဲတခုလဲရရင်နှစ်ခုလဲရရင်နော် အဲ greater than equal to နဲ့တော့မလုပ်နဲ့อืมဟုတ်ပြီ40ဆိုရင်လည်းအောင်အောင်နိုင်တယ်လေဟုတ်ပြီနော် less than equal to ဟော40ဩ40နဲ့ညီလဲညီမယ် okay မနော် okay မနော် if 40ထက်ညီလဲညီမယ်40ထက်လဲငယ်နေမယ်ဆိုရင်အဲ့ကောင်မလုပ်ပါနဲ့ကြာဩကျွန်တော် condition ရေးပုံရေးနေလို့တခြားကြည့်ကျွန်တော်ကကြည့်ဒီ full column ရေးကြည့်ရနော် condition statement ကိုကျွန်တော်ရေးလိုက်ပြီရေးလိုက်ပြီ sorry full column ထည့်လိုက်ပြီ ဒါဒီကျွန်တော်တို့ if statement ရဲ့အခြေခံရေးသားပေါ့ if keyword ရေးတယ် foo colon နောက်ဆုံးမှာပိတ်တယ်ပြီးရင်အလယ်မှာ condition ဒါသူကအဲ့တော့ match ကိုစစ်လိုက်တာလေစစ်လိုက်တာပြီးတော့ဒီဘူးရှေ့မှာကျွန်တော်တို့ operator တွေသင်ခဲ့တယ်ဒီကောင်နေဒီ operator တွေဘာတွေပြန်လဲ less than ဘာဒီကောင်ထဲလိုက်တဲ့က40ငယ်တယ်ညီးတယ်ဆိုဘာထွက်မှာလဲထူးထွက်မှာဟုတ်လား40တယ်ကြီးတယ်ဆိုဘာထွက်မှာ for ထွက်မှာ okay နော် condition ဒီအခြေခံကျွန်တော် under ခေါ်တယ်အော် under ခေါ်လိုက်တာနဲ့ automatic သူကဘာ intonation ဒီကနေဒီကိုချားပေးထားတယ်မတူဘူးနော်ပုံမှန်အဲ့ဒါဒီနောက်ကိုသွားခေါ်ကြည့် ဘဲနေစမာဂျင်ကနေကတ်စဟုတ်ပြီနော်တတိထားနော်အဲ ID ရလုတ်ပေးထား ID ရလုတ်ပေးထားကိုကောင်းချင်လို့သူကချင်နေတာသွားနေပါဘောနော်ဒါဆိုရင်တော့ if ရလက်ဝေခံ if ရ never မှာပဲရှိဒီထဲမှာကျွန်တော်ဗာရေးမှာလဲ PRND print um print 40ဆန်ငယ်တယ်40နဲ့ညီတယ်ဆိုရင်အဲ40ဆိုရင်လည်းကျွန်တော်တို့အောင်းနေတယ်လေဟုတ်တယ်40ဆိုရင်လည်းအောင်းနေအောင်းနေတာဖြစ်တဲ့အတွက် less than equal to equal to မထည့်တော့နဲ့ equal to ဆိုရင်တော့40နဲ့ညီအောင် less than body တန်ငယ်တယ်ဆိုတော့အဲ့ကောင် F A I N face ဟာဒီကောင်ကြာရှုံးတယ်။ဟော face ဆိုပြီးတော့ print ထုတ်ဒါလေးပဲ။ဒီလောက်ဆောင်ချက်လေးပဲနော်။ဒီလောက်ဆောင်ချက်လေးကျွန်တော်ဘာမှတ်တ်ပါတော့ဘာ function ပါတော့မပေါင်းကြည့်မယ် run မယ်။ run module ။အိုး anarchist ဘာကဲကျွန်တော်30ရိုက်ချင်။30ရိုက်ချင်နော်။စင်ပြေးနေတယ်။အာဟာဟာဒီကောင်စစ်တယ်ဟာ။40နိုင်ရှင်နေတယ်စင်မပြေးပါလား။ကြည့်မယ်ဘာ error လဲ။ programming line of the module not supported between instance str and int okay ဒီ error လေးကိုတစ်ချက်ကြည့်မယ်နော်သူပြောတယ် string tempo နဲ့ဒီမှာ str ဆိုတာ string tempo ပြောတာ string tempo နဲ့ int tempo မှာဟုတ်နော် between instance not supported ဒီ greater than or less than ဒီ less than ပြပြီးမှ greater than ကိုအတူတူပဲနော် error ဖတ် error ဖတ် greater than ဒီနှိုင်းရှင်တဲ့ operator ဟာဒီ string tempo နဲ့တော့ mark က တော့ import တန်ဖိုးကဒီ import original method ကဟုတ်တယ် return ပြန်လာတော့ဟုတ်တယ်ထည့်လိုက်တဲ့တန်ဖိုးတွေထည့်လိုက်တဲ့ keyword တွေစားနေနေပါနေနေသူကအဲ့ဒီဟာကိုယူယူပြီးတော့ variable အနေနဲ့ sorry အဲ့ဒီတန်ဖိုးကိုပြန်တော့ပြန် return ပြန်ပြန်ပြီးတဲ့ဟာကိုကျွန်တော် max ဆိုတဲ့ထည့်ကိုထည့်တာ max ဆိုတဲ့ထည့်ကိုဘာလို့ဒါလဲထည့်တာထည့်တာပြီးတော့သူ့ကိုကျွန်တော်ဘာပြန်ပြောင်းပြအောင်လဲဆိုရင် IND တန်ဖိုးပြန်သူကဝင်လာတဲ့ဟာဘာတန်ဖိုးနဲ့ပဲဝင်လဲဆိုရင် input ကဝင်လာတဲ့ဟာဒီအားလုံးဒီဘာ data type လဲဆိုရင် str string data type ဖြစ်နေတယ် ဒါပေမဲ့ဒီဟာကျွန်တော်တို့ရိုက်လိုက်တဲ့30ဆိုတာလည်းသူကဘာနံပါတ်အနေနဲ့မသွား string အနေနဲ့သွားအဲကြောင့် string 30နဲ့နံပါတ်40မှာနှိုင်းရှင်နေတယ်မသူမှပြဿနာတက်နေတယ်အဲ့ဒါအဆင်မပြေဘူးအဲကြောင့်ကျွန်တော်တို့ကဒီကိုသွားပြီးတော့ string ပြောင်းလို့မြောင်းဒီ mark ကိုကျွန်တော်တို့ဘာလုပ်လဲ ind တော့ပြောင်းပေးရမယ်ဟုတ်လား ind ပြောင်းတဲ့မှတ်တက်က ind အစင်ချင်းပြောင်းလို့လည်းရတယ်ဒီမှာပြောင်းလိုက်မယ် okay မလား okay မလား ind mark mark ဟော mark ကိုကျွန်တော်ဘာပြောင်းမလဲ ind ပြောင်းပြီနော် ကြည်ဒါနမတ်ကိုထည့်တယ်အိုက်ထည့်လာတဲ့မတ်ကို IND တော့ ਨੇ ပရိုဂရမ်ရဲ့ကုတ်ချောင်းကိုတချောင်းချင်းသွားပါတယ်ဇလုံးပေါင်းတော့မမားသေးတာโอเค control တစ်ချက်ပြန်စေးမယ် run ကြည့်မယ်အော်ပလီယန်နာကမတ်ကကျွန်တော်30ပြန်ရမယ်ကာဒီအဲ့ဒါကောအော်ဖက်ပြတယ်ကြည်ဒါကြည်ဒါဘာမှဖြစ် no support between instant strn IND ဟုတ်ကျွန်တော်မစစ်ရသေးဘူးလားခိုင်းโอเคအဲ့တော့မကြောက်နဲ့မစစ်ရသေးရမဟုတ်ဘူးကျွန်တော်ရေးသားပုံမှားနေတာဟုတ်နော်ဟုတ်တယ် math ကိုကျွန်တော်တို့ကဒီ input ကထည့်လိုက်တဲ့30ကိုသူလက်ခံတယ် math ထဲကိုထည့်ဒါပေမဲ့ကျွန်တော် math ကို ind ပြောင်းတယ်ဒါပြောင်းတဲ့ ind ကိုကျွန်တော်ဘယ်ထဲမှာမှသွားထည့်မထားဘူးတိတ်ပြီးဒီ ind ဆိုတဲ့ method လေးဟာလေသူ present this ထဲမှာထည့်လိုက်တဲ့ parameter ကိုထည့်လိုက်တဲ့ argument ကိုသူပါပြန်ပြောင်းပြီးတော့ ind data type ပြောင်းပြီးတော့ return ပြန်ဟောပြန်နေရကျွန်တော်တို့ကပြန်တော့ပြန်ပြီးတော့လက်ခံရအောင်ဟုတ်လားကဲဆိုတော့ဒီမှာ statement လေးလိုနေသေးတယ်ဗျအမေက k math equal math or math ကိုကျွန်တော်ကပြန်ပြီးတော့ဒီ math ပဲတော့ ဒါဆိုအကြောင်းရေရှည်နေအောင်မျက်စိတည်းမရှုံးဘူးအဲ့ဒါကိုတစ်ချက်အခုတည်းကသူက SDR နဲ့ IND ကိုပဲပြန်ဝင်လာတဲ့ဟာ SDR ပဲဖြစ်နေတယ်။အဲ့ဒါကိုပြန်ပိတ်လိုက်ပြန်ရောင်းလိုက်။ပြောင်းလိုက်ပြီနော် mask keyword တို့ IND ဆိုပြီးပြန်ပြောင်းလိုက်။ဒီ mask ဆိုတဲ့ variable ကိုပဲကျွန်တော်တို့တော့ပါတော့ထပ်ပြီးတော့ IND ပြောင်းပြီးတော့ပြန်ထည့်တာ။ Okay ရေပုံရေးသိရေတောင်းရေးတိုင်းဒီချက်ကြည့် Okay ရပြီ30ပြန်ရိုက်ပြီ။စိတ်တော့ကြားနေ off free အဆင်ပြေသွားရ IND IND ချင်းပါလို့တာနှိုင်းရှင်လိုက်တာလေ။အဲ30တဲ့ငယ်နေဒီကောင်ဘာဖြစ်တော့ free ဟာဆိုကျွန်တော်ထပ်ထပ်ပြန် run ကြည့် ထပ်ပြန် run ရုံအဲ run တဲ့ကိစ္စအဆင်ပြေသွားကဲကျွန်တော်တို့စစ်ထားတာကထည့်လိုက်တဲ့ number 40ထက်ငယ်ရင်ဆိုပြီးတော့စစ်ထားကဲကျွန်တော်90ရချင်40ထက်ကြီးရင်ရော तू ဘာလုပ်မှာလဲဟောဘာမှမလုပ်ဘူးလေ40ထက်ကြီးရင်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့က program ကိုပြောထားတာမပြောထားဘူး okay အားရပြီနောက်တစ်ခေါက်တင်လာမှာတော်မယ်မတော်ခင်ဒီပြဿနာလေးကိုနည်းနည်းရှင်းမယ်ပြီးလို့တကြောင်းနဲ့ကြီးလို့လည်းရတယ်ဗျ INT ဆိုပြီးတော့ငါကြည့်ဒီလိုတကြောင်းချင်း present thesis ခလိုက်ပြီးရင်တော့ဒါ ဒီ present tense က ind ရဲ့ present tense ဒီ present ဟုတ်လား input ဆိုတဲ့ဟာကိုတခါတယ်ဝင်လာတဲ့ဟာကိုတခါတယ်ကျွန်တော်ပြောင်းလိုက် ind ပြောင်းအဲ့ဆိုဒီအကြောင်းလဲမလိုတော့မလိုရမယ်နော် wash ပေါင် sign နဲ့ half sign နဲ့ကျွန်တော် comment out control တစ်ချက်စီပြန် run ဒါပဲလုပ်နေတယ်ဘာမှမကြောက်နော်30ရိုက်ကြိုက်တယ်လို့ထွက် face okay မနော်ကိုရေးနေတာ okay thank you ပြကျွန်တော်တော့က if လေးကိုတချောင်းပါမယ်ဒီ f တဲ့ branching တွေ looping တွေကနိုင်နေချေချေနားလည်နေမှာအဆင်ပြေပါဗျာ ခြေခံဟိုကောင်းနေ operator တွေ function တွေကြည့်တယ်ဆိုရင်ဒါ beginner အတွက် okay thank you ပြန်